်ရှင်ကားကောင်းရင်တော့ပျော်တာပေါ့ဗျာမကောင်းရင်တော့လည်းမကောင်းတဲ့အစားသောက်တစ်ခုကိုမချိမဆန်စားနေရလို့ပဲသုံးထီသုံးတဲ့ထီထိုင်ကြည့်ရတော့နေတော့စိတ်ညစ်တာပေါ့လေတရေဆိုတာပေါ်အောင်လို့ effect တွေအရန်သုံးလာရေပေါ့လေအဲ့လိုမသုံးလဲရပါတယ်တို့တရေမှန်းသိပါတယ်လို့အားလုံးမင်္ဂလာပါကျွန်တော်ခုရောက်နေတာတော့တမရရုပ်ရှင်ရုံရှိဒီတစ်ပတ်ကတော့သူရောတစီနဲ့ပေါင်းစီအောင်မောနှစ်ကားတင်တယ်ပေါ့လေအဲ့နှစ်ကားလုံးကြည့်ဖို့တော့စိတ်ကူးလာရယ်ဘာဖြစ်လို့လဲဆိုတော့အရင်တစ်ပတ်ကဒီ YouTube မှာ comment လာရေးလာရယ်ပေါ့လေသူရောတစီကြည့်ပြီးကြည့်ပေးပါ အောင်စီအောင်မောင်းရှိပြီပါဆိုနှစ်ကားလုံးချိန်ပြီးတော့ကျွန်တော် review ပြောပေးမယ်ဟုတ်ဒါပေမဲ့တစ်ခုရှိတာကတော့ဒီနေ့မှာစင်နာကြီးခွဲပွဲကဘယ်ကားတင်လဲတော့မသိဘူးကြာအဲ့တော့စင်နာကြီးခွဲပွဲတင်တဲ့ကားကိုတော့အရင်ကြည့်မယ်ပေါ့လေနောက်တစ်ကားကတော့မနေ့ဖက်ကြမှာကြည့်မှာပေါ့အဲ့တော့သွားကြည့်ကြည့်အောင်ဘယ်ကားတင်မလဲဆိုတာသမရယုံရှိရောရောက်ပြီဒီနေ့ကတော့ဆယ်နာရီခွဲကတော့သူတော်တစီပေါ့လေဒီသူတော်တစီပွဲကဆယ်ခွဲနဲ့သုံးခွဲပွဲ ဒါအောင်စီအောင်မောင်းကတနင်္ဂနွေနေ့6နာရီအဲ့တော့အစိုက်ခွဲပွဲမှာယုံတင်တဲ့ကားကြည့်မယ်ဆိုတော့ကျွန်တော်တို့တစီကြည့်ရတော့မယ်ဟောကြောဖိုင်တာမောင်မျိုးမင်းရဲ့ကမ်ဘက်ပေါ့လေ6နှစ်ကြာမှပြန်ထွက်တဲ့ကားလို့တော့သိရတယ်ကွာဒီကားထဲမှာပါလာဆိုလို့ရှိရင်တော့ဒါကြော်ရဲအောင်ပါမယ်ထွန်းထွန်းပါမယ်ချမ်းသာချီစိုးပါမယ်ဒါအကယ်ဒမီသုရှင်၃ယောက်ကိုကျွန်တော်ပြောရပါတယ်တခြားတေးဥဆောင်တွေလည်းအများကြီးပါလာတယ်နောက်သူရအနေနဲ့ကတော့6 paranormal ဘောတစီသူသေသနာအဖွဲ့တယ်ပါတယ်ပေါ့လေ ဒါကျွန်တော်ထုံးတဲ့အတိုင်းပဲယုံနှမွေးခင်မှာ trailer ကြည့်ပြီးတော့ဒါဘယ်လိုပြောမလဲရုပ်ရှင်ဇာတ်လမ်းကိုခံမှန်းကြည့်မယ်ပေါ့လေ tonton no no san ni jaw ro a phwe ya bya da tharou ba tharou khyi dei ri doukha yauk pi lo a ywa dwa ywa yauk wa me a ywa dwa ma ma phung ni chaung ma tae me a ma tae ye ne twi me tae ye ya lo ကြွယ်အောင်ပါလေသူတော့တစေဆိုတော့ဖိုးသူတော့ဖြစ်မယ်နေရ ဖိုးသူတော်ဖြစ်မလားဖုန်ကြီးဖြစ်မလားတော့မသိဘူးပေါ့လေသူတော်ဆိုရယ်ဖိုးသူတော်ဖြစ်ဖို့များရယ်ပေါ့လေအဲတခုရှိရတော့အဲ့ဖုန်ကြီးကြောင်းကြီးပေါ့လေအဲ့ဖုန်ကြီးကြောင်းကတော့ထရယ်လာမှာကြည့်ရဲဟိုကကျွန်တော်စိတ်ဝင်စားရယ်ဗျာဘာလို့စိတ်ဝင်စားလဲဆိုတော့အဲ့လိုကြောင်းမျိုးဒါရုပ်ဆောင်ကြောင်းလို့ခေါ်ရယ်ပေါ့လေဒါဗုဒ္ဓဝေနေပိုင်ညာရင်နဲ့အဲ့လိုလှုပ်ထားရရှိရယ်အကြောင်းမျိုးတွေပေါ့အဲ့အကြောင်းတွေကအများသောအဖြစ်တော့မြန်မာပြည်အလယ်ပိုင်းမှာရှိတာများတယ်ဒီမန္တလေးတိုင်းနဲ့စကိုင်းတိုင်းမှာရှိလေရှိထားရှိရယ်ပေါ့လေအဲ့တော့တို့ဒီ location ကိုတော့အဲ့နယ်အထိသွားပြီးတော့ရိုက်ထားတာတော့ဖြစ်နိုင်တယ်ဗျာဘယ်လိုနာမည်တော့မသိဘူးအရင်ဆုံးဝင်ကြည့်ကြည့်လိုက်အောင်ပါဟုတ်ကဲ့ကွန်မန့်ကိစ္စလေးပြောအော်ကွန်မန့်ကိစ္စကတော့ကျွန်တော်ဒီတစ်ပတ်ကိုနှစ်ကားကြည့်မ နှကားကြည့်တာကတော့ဘာဖြစ်လို့လဲဆိုတော့ဒီအရင်တစ်ပတ်ကကျွန်တော်ကာရာတေကိကြည့်တဲ့ဟာမှာ comment တွေမှာလာရေးတယ်ပေါ့လေဒါသူတော်တစီကြည့်ပြီးတော့လေ review လေးပြောပြပါအောက်စီအောင်မောင်းကြည့်ပြီးလေ review လေးပြောပြပါပေါ့လေ review review ပြောလို့ရအောင်တော့နှကားလုံးကြည့်ပေးပါမယ်နောက်တစ်ခုကတော့ဗာလေတွားတဲ့ရုံးကခိုင်းလို့စိတ်မပါလက်မပါနဲ့ကြည့်နေရတယ်အဲ့လိုလည်းမဟုတ်ပါဘူးလို့ကျွန်တော်ကိုယ်တိုင်လည်းစိတ်ပါပါတယ်ရုပ်ရှင်ကားကောင်းရင်တော့ပျော်တာပေါ့ဗျာမကောင်းရင်တော့လေမကောင်းတဲ့အစားအသောက်တစ်ခုကိုမချိမဆန်စားနေရလို့ပဲစုံထီသုံးတဲ့အထိထိုင်ကြည့်ရအောင်နေတော့စိတ်ညစ်တာပေါ့လေအဲ့တဘောတော့ရှိတာပေါ့အဲ့တော့မသိဘူးအခုတော့ဝင်ကြည့်ကြည့်လိုက်အောင်မယ်အခုတော့ comment တစ်ခုရှိသေးရဲ့ superman ကားကြတဲ့ rating နဲ့ ပါချာမှာနော်လားပိုင်းမှာနော်လားမသိဘူးကြောက်ပါရဲ့လို့မလုပ်ပါနဲ့လို့နော်အဲဒါဆိုသွားကြပါကျုပ်ခွင့်ပြုချက်မရကျောင်းပရဝင်ပင်ပေါင်းမထွက်ရသူ့ရဲ့ရုပ်ကလတ်တော်ကလည်းပြောက်နေတယ်အမချက်ဘူးကြီးရကြရင်မခံမရနိုင်အောင်ဖြစ်နေတာကတိတ်ကဝကြွေးกว่า ဖြစ်တာလေ။ငါဖြစ်တာလေ။ဘာလို့လဲကျွန်တော်ဘာဖြစ်နေလို့လဲ။ဒါစီကားတော့ကြည်ယူသွားပြီကောလေထောင်းတန်တိုင်းရုပ်ရှင်ကြည်ပြီးတဲ့အချိန်မှာကျွန်တော် review ပြောတာရုံရှင်မှာပြောနေရခုတော့ရုံရှင်မှာနည်းနည်းရှုပ်နေတော့ကားလန်ကူပြီးဒီဘက်ရောက်လာရပါလေပထမဆုံးအနေနဲ့ဒီရုပ်ရှင်ကားရဲ့ဇလန်းကိုနည်းနည်းပြောပြချင်တယ်ဗျဇလန်းကတော့ကျွန်တော်ကြိုပြီးခံမှန်းခဲ့တယ်လို့ပဲဒါထွန်းထွန်းတို့တစ်ပိုက်ကဒါသူ့အကြောင်းနဲ့သူ အเจ้าရာတွေတိုက်ဆိုင်ပြီးတော့အဲရွာတွေအရောက်သွားတယ်ပေါ့အဲရွာက ဘုံကြီးเจ้ามาတဲတယ်အဲ့ဘုံကြီးเจ้ามาပဲဒီတရဲတွေ6ခန်းရတယ်ပေါ့ဗျာအဲ့မှာတရဲ6ခန်းရတဲ့အချိန်မှာတော့သူကတရဲကားဆိုတာ track drummer ကားဘက်ကိုပူသွားတာတော့အမှန်ပဲဗျာဒါဒီချက်ပူပြောလို့ရှိရင်တော့ဇလန်းကိုကျွန်တော် spice လို့ဖြစ်သွားဆိုရတဲ့အတွက်ကျွန်တော်မပြောတော့ဘူးနောက်ပြီးတော့ကျွန်တော်ဒီကားမှာချီးကျူးနေတာတော့ location ပဲတို့ location တော်တော်လေးတေချာဗျာ glue site ပြီးရှာတာတော့တွေ့ရတယ်အဲအထူးသဖြင့်တော့အဖုန်ကြီးကြောင်းပေါ့လေဒီအရှိန်ပိုင်းမှာကျွန်တော်ပြောခဲ့တယ်ဒါဒီရုပ်ဆောင်ကြောင်းအဲ့လိုကြောင်းတွေကမြန်မာပြည်အလယ်ပိုင်းမှာပဲရှိတယ်မန္တလေးစကိုင်းဘက်မှာရှိတယ်လို့ပြောတယ်ဒီကြောင်းကတော့ပကံညောင်ဦးဘက်မှာရှိတဲ့ကြောင်းပေါ့လေ သူတို့ဒီဇာလန်တစ်ခုတော့လည်းအဲ့ပရဝံအတွင်းမှာပဲအဲ့ဒေတာတစ်ခုထဲမှာပဲပြီးသွားတယ်ဒီရုပ်ရှင်ဇာလန်အစအဆုံးနဲ့ပြောမယ်ဆိုလို့ရှင်တော့ရုပ်ရှင်ဇာလန်က၄ရက်ပဲကြာတယ်ပေါ့ပထမရက်မှာထွန်းထွန်းတို့ကအဖုန်ကြီးကျောင်းအောင်ရောက်တယ်၆ခန်းရဲဒုတိယရက်မှာတစေရှာရဲ့အဖွဲရောက်လာတယ်တတိယရက်မှာတော့ဒါကျောင်းနိုင်ဘုန်းကြီးနဲ့ဒါဇာလန်တစ်ခုဖြစ်တယ်အဲနောက်နောက်ဆုံးရက်မှာတော့ဇာလန်ပြီးသွားတယ်ပေါ့လေဒီရုပ်ရှင် duration ကတော့အရုပ်ရှင်ကားရဲ့မှာဆိုလို့ရှင်၄ရက်ပဲကြာလိုက်တယ်ဒါပေမဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှင်တော့အပိုင်း၄ပိုင်းခွဲပြီးပြောရမလို့ဖြစ်နေတယ်ပထမဆုံးတစ်ပိုင်းကတော့ဒီ character တွေကိုမိတ်ဆက်တာပေါ့ အဲ့ဒါအဲ့ချိန်မှာတော့ပေါ့ပေါ့ပါးနဲ့ချီလို့ကောင်းတယ်ဒုတိယတပိုင်းကကျတော့တစေရှာဖွေအဖွဲရောက်လာတယ်ပေါ့လေအဲ့တပိုင်းပေါ့လေတတိယတပိုင်းကကျတော့ဒါကျောင်းနိုင်ဖုန်ကြီးချမ်းသာကြီးစုရဲ့အကြောင်းပြန်ပြီး redo ပြန်ပြောတာနောက်ဆုံးပိုင်းကတော့ဒါကျော်ရဲအောင်ပိုင်းကိုပြန်ပြီး redo ပြောတာပေါ့သူဘာကြောင့်တစေဖြစ်နေလဲဆိုတာပေါ့အဲ့မှာကျွန်တော်တယောက်တည်းအမြင်အရပြောရမယ်ဆိုလို့ရှင်တော့ဒီတစေရှာဖွေအဖွဲ၆ရုပ်ဖွဲရောက်လာတဲ့အပိုင်းကတော့နည်းနည်းလေးမလိုဘဲနဲ့အိုင်နေလို့ထင်တယ်ဗျကျန်တဲ့အပိုင်းတွေအကုန်လုံးကသူ့အနေနဲ့သူအဆင်ပြေတယ်ပြီးတော့အဓိကသေယုတ်ဆောင်ကထွန်းထွန်းမဟုတ်ဘူးဒါကျော်ရဲအောင်နဲ့ချမ်းသာကြီးစုနဲ့ကအဓိကသေယုတ်ဆောင်ပေါ့နိ ဒါပါပဲပြောကျွန်တော်ဆက်စခြင်းမှာကျွန်တော်ဒီပြောခဲ့သလိုမျိုးပဲ Academy ဆုရှင်ပြီးသားရဲ့ချမ်းသာကြီးဆိုတာဒီကရဲ့ MVP ပဲကျွန်တော်သာဒါဆူရွေးချယ်ရေးဖွဲ့ဆိုလို့ရှင်သူ့ Academy ထပ်ပေးရဲ့ဗောလေသူတေယုဆောင်တာဖုန်ကြီး character နဲ့တေယုဆောင်ကတော်တော်လေးကောင်းတယ်ဗျမန်လဲဖုန်ကြီးတပါးရဲ့မန်လဲရှိရဲ့ဗောလေဟန်ပန်လဲရှိရဲ့ဒါတော်တော့သဘောကျတယ်နောက်တစ်ခုပြောပြရရှိတာဒီကားရဲ့မှာဒါဆပိုးသေးဆိုတာလည်းအများကြီးပါတယ်အဲ့ဒီထဲကမှကျွန်တော်သတိထားမိရတော့အိတ်ချစ်ချစ်ဆိုရတယ်တော့သတိထားမိရပါလေသူပါရဲ့အခန်းထဲစိတ်ဝင်စားဖို့ကောင်းတယ်ရည်လဲရည်ရတယ်ပေါ့ဒါကတော့ကျွန်တော်ရဲ့ personal favorite ပါ ဒါဆက်ကြိုးစားပါလို့အပေးပါတယ်လို့အဲနောက်တစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒါဒီတစေရှာဖွေးအဖွဲ့ကြီးပေါ့လေတို့ကတော့ခင်မီ equipment တွေတုံးပြီးတော့ဆက်ပစ္စည်းတွေတုံးပြီးတော့ဒီနေရာမှာဆိုလို့ရှိရင်ခလုတ်လေးနှိမ့်လိုက်လို့ရှိရင်တစေရှိရဲဒီနေရာမှာတို့ဆက်သွယ်လို့ရတယ်ဆိုပြီးတော့ရိုက်ပြလေးရှိတယ်ပေါ့လေဒီကိစ္စမှာလည်းတို့ equipment တွေထုတ်ပြီးတုံးသွားတယ်အဲ့မှာကျွန်တော်သိချင်တာကတစ်ခုက သူတို့ဗျာ program တွေရိုက်တဲ့အခြေကြလို့ရှိရင်အဲ့ set တွေနဲ့ဟာဒီနေရာမှာတော့မြင်ရဟိုနေရာမှာတော့မှတော့မြင်ရတယ်ဆိုသူတို့ပြတယ်ဒါဆိုလို့ရှိရင်ရုပ်ရှင်ရိုက်တာဗျာရုပ်ရှင်ရိုက်တဲ့အချိန်မှာလည်းအဲ့ set တွေမှာအဲ့လိုမျိုးတွေပေါ်နေရအဲ့တော့ဗာလေအဲ့နေရာကပဲတကယ်တရေရှိနေလို့လားဒါမှမဟုတ်လို့ရှိရင်ပဲသူတို့ set တွေကအဲ့လိုတရေရှိရှိရှိမရှိရှိအဲ့လိုမျိုးပေါ်အောင်လုပ်ပြလို့ရတာလားဒါကတော့မေးခွန်းထုတ်စရာဖြစ်တယ်ဗောလေဒါကျွန်တော်စဉ်းစားမိရပိုင်းကိုပြောပြတာပါဘယ်သူမှမယုံကြည်ဖြစ်တာတော့မဟုတ်ပါဘူး ကြိုးစားရတယ်ဗျာခုနဆော့ဘိုင်းမှာပြောခဲ့လို့မစတင်ရှာတာနောက်ကဒပ်ဘင်နေလဲတော်တော်ကောင်းတယ်ရိုက်ချက်တွေလဲတော်တော်လေးကောင်းတယ်ပြီးတော့ဒရိုက်တာမောင်မျိုးမြင်ဒရိုက်တာမောင်မျိုးမြင်ကအသေးစိတ်လေးတွေရာစာဂရုစိုက်တာတော့တွေ့ရတယ်ဗျာဥပမာဆိုလို့ရှင်ဗျာဒီကျော်ရဲအောင်ရဲ့ကရိုက်တာပေါ့လေသူကဒီလက်ဟုတ်ချီလို့လို့ရှင်လက်တွေတလို့မညီဘူးပေါ့လေအဲ့ချိန်မှာသူသူတရေသူတရေဝင်ပူတဲ့အချိန်မှာအဲ့ကရိုက်တာပေါ့လေအဲ့ကောင်လေးကလက်ဟုတ်ချီတဲ့အချိန်မှာလက်တွေမညီဘူးအဲ့လိုအသေးစိတ်လေးတွေရာစာဂရုစိုက်တယ်ဗျာဒါပေမဲ့ဇလန်ကတော့ မြန်မာကားပြီးပြီးအားနေချက်လေးတွေရှိရယ်ပေါ့လေဒါထွန်းထွန်းလို့တိုက်ကအဲကြောင်ကြီးကတရေချောင်းမှန်းသိလို့ရှိရင်ထောက်မပြေးပဲနဲ့အဲကြောင်မှာဘာဘာကြောင့်300လောက်ဆက်အိတ်လဲဆိုတော့စဉ်းစားလို့မရဘူးကျွန်တော်သာသူလစ်ပြီးခင်ဗျားတို့လည်းလစ်မယ်ထင်တယ်ဟာဒီနေ့ကတရေချောင်းတယ်ဆိုဘသူမှအပင်မခံပြီးဆက်နေမှာမဟုတ်တော့ဆက်ပြီးနေတာကြီးကတော့နည်းနည်းတော့ဝဲပေါ့လေအဲ့တခုကတော့အဲ့ဒါလွယ်လွယ်လို့ရှိရင်တော့ကျွန်တဲ့အပိုင်းတွေကတော့ဒါတော်တော်လေးစိတ်ချနေဖို့ကောင်းပါတယ် ကျွန်တော်စိတ်ကျင်းနေဖို့ကောင်းတယ်ဆိုတာလေကျွန်တော်ပြောတာဒီလိုမျိုး drama ဆန်ဆန်တရေကားကိုထိုင်းတရေကားတွေရှိမယ်ကျွန်တော်တို့ဒါကိုရီးယားတရေကားတွေရှိမယ်ဂျမန်တရေကားတွေရှိတယ်အဲ့လိုဟာမျိုးတွေနဲ့ကျွန်တော်နှိုင်းရှင်တာမဟုတ်ပါဘူးမြန်မာကားတကားအနေနဲ့ရှိမယ်ဆိုလို့ရှင်တော့စိတ်ကျင်းနေဖို့ကောင်းတယ်လို့ပဲမြန်မာကားတွေနဲ့နှိုင်းရှင်ပြီးပဲကျွန်တော်ပြောတာပါလေအဲ့တော့ rating နည်းနဲ့ပေးဆိုလို့ရှင်တော့ကျွန်တော်10မှာ9လောက်တော့ပေးချင်တယ်ဗျာ9ဆိုတာဒါမြန်မာကားတကားထဲမှာကျွန်တော်တော်တော်လေးမြင့်တဲ့ rating ပေးထားရတယ်ပေါ့လေသူသိတော့ရုပ်ရှင်ကအရန်တွက်တယ်ဗျာတွက်တယ်ဆိုတာဟိုဟာတကြီးပဲဂရီထိုးပြီးကြီးခိုင်းတဲ့ဟာတကြီးနေပြီလေအိုင်ဝါမျိုးလည်းမရှိဘူးစကားကြီးအများကြီးပြောတော်ကီအများကြီးဖုတ်ပြီးတော့ အဲ့ဒါ ਈ နဲ့ပဲထိုင်ကြည့်ပြီးတော့အိုင်ဝါတာမျိုးလည်းမရှိဘူးအဲတခုတော့ရှိရယ်ပေါ့လေကြွေအောင်ပါရဲခန်းလေးဆိုလို့ရှိရင်တရေဆိုတာပေါ်အောင်လို့ effect တွေအရန်တုံးလာရယ်ပေါ့လေအဲ့လိုမတုံးလဲရပါတယ်တရေမှန်းတိပါရယ်လို့တုံးတော့မှနည်းနည်းဘယ်လိုပြောမလဲတမျိုးကြီးဖြစ်သွားရယ်ပေါ့လေဒီတိုင်းလေးလည်းကြောက်ဖို့ကောင်းပါရယ်ရပါပြီလို့ဒါတော့ကျွန်တော်အကြံပြုတာပေါ့ပေါ့လေကဲဒီနေ့အတွက်ကတော့ဒီလောက်ပါပဲလက်ဖက်ချလို့ဆိုလို့ရှိရင်တော့ကျွန်တော်ဟိုပါအောင်စီအောင်မောင်းလာကြည့်အောင်ပဲပေါ့လေအဲ့တော့အောင်စီအောင်မောင်းလည်းဘယ်လိုလာမလဲတော့မသိဘူးပေါ့အဲ့တော့လက်ဖက်ချတော့နောက်တစ်ပိုင်းကျတော့မှပဲကျွန်တော်အောင်စီအောင်မောင်းနဲ့ပတ်သက်တဲ့ review လေးကိုဆက်ပြီး စောင့်မျှော်ပေးပါအောင်။ထောင်းတဲ့တိုင်းပဲဒီစီစဉ်အောင်ဆုံးထိဆောင်ကြည့်ပြီးပြည်သက်တွေအားလုံးနဲ့အထူးပဲကျေးဇူးတင်ရှိပါရစေ။ပြည်သက်တွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါသေးလို့ဆုတောင်းမေးနေတဲ့ဒီစီစဉ်ကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ကြာ။အားလုံးတတား။